ူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာပဲအဖွင့်နေ့မှာပဲအဖွင့်လှကြတယ်နော်အမျိုးတို့မနေ့ပိုင်းမှာ2-3ညနေပိုင်းမှာ6-3နော်မနေ့ကကျမပတိပေးထားတာဆိုရင်၄နှစ်ပတိဖြစ်တယ်နော်အဲ့ဒီမှာ main ဩကွက်ထဲကနေပြီးတော့2-3ဆိုပြီးတော့ဒီမနေ့မှာပဲဆင်ပြီးသွားတယ်နော်ညနေမှာက6-3လို့ထပ်ဆင်တယ်နော် အဲ့တော့မနေ့ပိုင်းမှာတင်အမျိုးတို့အနေနဲ့နှစ်ကြိမ်အောင်မြင်မှုကိုရရှိတယ်နော်ညနေမှာကတစ်ကြိမ်ထပ်ပြီးတော့အောင်တယ်အဲ့ဒါကကျွန်မနှိမ့်ခင်းရဆိုလို့ရှိရင်ဒီမှာပို့တင်ပေးထားတာဖြစ်တယ်နော်သူက36ပတ်ဒီနော်36ပတ်ဒီ36ပတ်ဒီတွေကနေဒီမှာတွဲထားတာတော့မပါဘူးသူကပတ်တဲ့အမျိုးတွေကရမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်မကဒီမှာတွဲထားတာလည်းရှိတယ်နော် အဲ့ဒါကိုကညံရှိရင်ညံရှိတယ်လို့ယူသုံးလို့ရတယ်နော်ကျမတို့ကဥပမာ3.6ပေးထားတဲ့ဟိဆိုရင်ဒါအမျိုးလိုအနေနဲ့6နဲ့ပတ်သက်တာဘာပါလဲ3ညနဲ့ပတ်သက်တာဘာပါလဲဆိုတာဒါအမျိုးလိုညံရှိရင်ညံရှိတယ်လို့ယူသုံးလို့ရတယ်နော်အဲ့ဒါပြီးတော့ဒါကတပတ်စာဒါကျမစနေနေ့ကနေပြီးတော့လိုက်လွှင့်ထားတယ်နော်ဒီအခွေရဆိုရင်ကျမကပေါ့ပေါ့တန်တန်ပေးထားတဲ့အခွေမဟုတ်ဘူးနော်ကလင်နာကိုထောက်ပြီးတော့မှပေးထားတဲ့အခွေဖြစ်တယ် ဒီမပြောက်ပတ်သေးဆိုလို့ရှိရင်လည်းဒါကကျမတို့ကကလင်နာထောက်ပြီးတော့ပြမပေးဘူးเนาะဒါအရင်ဟော့သွားမှာဆိုလို့ဒါကျမတို့ကိုပိုင်းဒါကနန်းနေကိုပိုင်းကနန်းနေဖြစ်တဲ့အတွက်ဒါအမျိုးတို့ကလင်နာထောက်ပြီးတော့လည်းမပြဘူးကျမလိုက်လွှင့်နိုင်အမြဲတမ်းပြောတယ်เนาะဒါစနေနေ့မှာလွှင့်တယ်လိုက်เนาะအဲ့ဒါမျိုးလွှင့်လိုက်လို့ရှိရင်ဒါအမျိုးတို့စခွင်ရှော့ရိုက်ပြီးယူထားပါလို့ကျမအမြဲပြောတယ်ဒါမျိုးကိုကျမတို့ကလက်တွဲ site ဒီမှာရရှိထားတဲ့ပိုင်းကနန်းနေဖြစ်ပါတယ်เนาะ ဲ့တော့ကျမလိုက်လွှင့်တဲ့အခါတိုင်းမှာလည်းအမျိုးလိုပြောတယ်ဒါမျိုးလေးကတော့ဒီတိုက်မဲ့ချပေးတယ်နော်ကျမတို့ပြတာဆိုရင် အခွေပြမယ်ပရိပြမယ်နော်အဲ့တော့ကျမဒါကအဖွဲ့ဝင်နိုင်တဲ့အမျိုးတွေအတွက်ကိုကျမစေတနာထားပြီးတော့ဒါလေးတွေကိုချပြပေးရခြင်းဖြစ်တယ်နော်အဲ့လိုချပြတဲ့အခါမှာလည်းအမျိုးလိုစခွင်းလျှော်လေးရိုက်ပြီးတော့ယူထားပါယူတဲ့အခါမှာကိုဟာကိုအချိန်မီပြန်ပြီးကြည့်လို့ရတယ်ကျမအမြဲတမ်းပြောတယ်နော်မျိုးတို့ ါကအဖွဲ့ဝင်နိုင်တဲ့ YouTube ကကျမရဲ့အမျိုးတွေအတွက်ကိုဒါချပေးတဲ့တပတ်စာလက်ဆောင်ကတ်နော်နောက်ပြီးတော့ဒီမှာလည်းအကောင်းဆုံးကဏ္ဍတွေကိုကျမချပေးထားတာဖြစ်တယ်နော်ဒါတွေလည်းအဲ့ဒါပြီးတော့ဒီဘက်မှာဆိုရင်ကျမရဲ့အဖွဲ့ဝင်တွေကိုဇာတို့ပတ်တီနှစ်တလုံးပေးထားတာဖြစ်ပါတယ်နော်ဒီနှစ်တလုံးဟာဆိုလို့ရှိရင် သူကဒီမနက်မှာပဲနှစ်သုံးဆိုပြီးတော့ main order ကနေပြီးတော့ဆင်းသွားတဲ့အတွက် ကျမရဲ့အဖွဲ့ဝင်တွေကနှစ်သီးစာအောင်မြင်မှုရရှိသွားတယ်နော်အဲ့ဒါပြီးသွားတော့ကျမကကျမရဲ့အဖွဲ့ဝင်တွေကိုလက်ဆောင်ဖြစ်နေနောက်ထပ်ကဏ္ဍတလုံးကိုခြပေးมาဖြစ်ပါတယ်ကဏ္ဍတလုံးခြပေးတဲ့အခါမှာလည်းအခုလိုမျိုး main နဲ့ဒီလိုမျိုးဒုအော်နယ်ကိုကျမတို့ကအဲ့လိုခြပေးมาဖြစ်တယ်နော်ကျမရောက်လာဆိုရင်ဒီဥစ္စာကိုပဲရောက်လာဖြစ်တယ်နော်ကျမပေးတဲ့ကဏ္ဍတလုံးကအစိုးရဆင်းသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကိုနောက်တစ်ချိန်မှာ လက်ဆောင်အဖြစ်နဲ့ထပ်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်မျိုးရင်းနော်အဲ့ဒါဆိုတော့ဒီမှာလည်း YouTube အမျိုးတွေကလည်းအဖွဲ့ဝင်နိုင်တဲ့အမျိုးတွေကလည်းဒီမှာတို့ရသွားတယ်နော်ဒါလေးကိုလည်းစကွင်ချော့ရိုက်ယူထားတဲ့အမျိုးတွေကရမှာဖြစ်တယ်နော်အဲ့တော့တိတ်ချောက်ပြိတ်ကြံသေးတယ်နော် အဲ့ဒါဆိုရင်မနက်ဖန်အတွက်ကိုကျွန်မပြပေးမယ်မနက်ဖန်မှာလည်းအကောင်းဆုံးကဏ္ဍကိုရှာဖွေပြီးတော့ပြတာเนาะမျိုးလိုဒါလည်းလွတ်တလက်တော့ဆိုင်ကရရှိထားတဲ့ကဏ္ဍတွေကိုဒါမျိုးလိုချပေးတာကျွန်မတို့ကဗတိုင်းချပေးတာနော်မဟုတ်ဘူးเนาะကျွန်မတို့ဗတိုင်းချပေးမယ်ဟေ့ဆိုရင်ဒီလိုမျိုးလေးတွေအကွက်ဆင်ပြီးတော့ကဏ္ဍတွေတွက်ကြတာလို့เนาะပေါင်းဝနှုတ်ကာတာလေးတို့ဒါအမျိုးအများကြီးပဲရှိတယ်ကျမတို့လက်တော့ site တွေမှာခဏနေအများကြီး site တွေကိုပြရင်အမျိုးလိုမူးသွားမယ်နော် ဲ့တော့ကျမတို့ကဒါမျိုးတွေကိုစင်ပြီးတော့ပြပေးတာဒီလိုစိုက်နဲ့ပြပေးတဲ့ဆရာတိုင်းမသိတယ်နော်ဒီလိုပတိုင်းရောဒါနဲ့ဒါနဲ့ထိုးဘာဘာပတိဒါဘာဒါမျိုးပြင်ကျမတို့အုံနှောက်လည်းမချဘူးနော်ဒါအမျိုးတို့မသိတဲ့လူတွေလည်းသိအောင်နားမလဲတဲ့လူတွေလည်းနားလဲအောင်လို့ကျမတို့ကဒီလိုအကွက်ကလေးတွေဆင်ပြီးတော့ပြပေးရတာအခုလိုစိုက်နဲ့ပြပေးတဲ့ဆရာတိုင်းကသိပါတယ်နော်ဘလောက်ထိအုံနှောက်တွေချောက်တယ်လဲဆိုတာဒါကျမတို့ကစေတနာတွေနဲ့ပြပေးနေတာအမျိုးတို့အုံနှောက်ချောက်မခံနိုင်လို့ရှင့် ဆာရွက်ကလေးမှာရေးပြီးတော့ရော့ဒါနဲ့ဒါနဲ့ထိုးဆိုရင်ပြီးသွားပြီနော်အဲ့တော့ကျွန်မဆာပြီးတော့ပြပေးနော်အခုစပြပြီးမှ ကီးကိုရင်ပြပေးမယ်ဘောပင်ရောင်ပြောင်းလာမှာလေးချောက်ပေါင်းမယ်လေးချောက်ပေါင်းတော့၃ည၃ညရဲ့ပါဝါက၅၃ညရဲ့နှခတ်က9 ီ395ခွန် तू อ่ะกี้เนาะกี้อ่ะ तू อ่ะဒီနေ့ကုန်มาဆင့်ပေးရမယ်တဲ့။ဘာဆင့်ပေးလဲ35ဆိုတော့5တလုံးဆင့်ပေးတယ်။အဲ့တော့နောက်တစ်ပင်နောက်တစ်ဝက်အတွက်ကိုဆက်ကြည့်မယ်။35နဲ့ပေါင်မှာ35ပေါင်းတော့8 8ပါဝါက3 8ကနှစ်ခက်က1 8 3 1က तू อ่ะဒီနေ့ကုန်มาဆင့်ရမယ်။ အဆင်ပြေလေမနေ့ပိုင်း3ည3ညနေပိုင်း6တိဆိုပြီးတော့3ရက်တိကယ်သူအဆင်ပြေသွားတယ်အဲ့တော့နောက်တစ်ဘွဲအတွက်ကိုဆက်ကြည့်မယ်6နဲ့တိနဲ့ပေါင်းမယ်6တိပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်ရဲ့နှက်ခတ်က3ညခွန်နှစ်3ညကဒီနေကုန်မှာဆင်းရမယ်နော်ဘာဆင်းပြေလေ2 6 3ညလေးဆိုပြီးတော့2ကော3ညရောဆင်းပြေတယ် အဲ့တော့ဆက်ကြည့်မယ်3ညနဲ့4နဲ့ပေါင်းမှာ3ညနဲ့4နဲ့ပေါင်းတော့4 4ပါဝါက9 4ရဲ့နှခက်က2 4ကို2ကဒီနေကုန်မှာဆင်းရမယ်။ဗာဆင်းပြီလေ9နှစ်ဆိုပြီးတော့အပီးဆင်းတယ်။နော်မျိုးတို့အဲ့တော့မနှက်ဖန်အတွက်နှက်ဖန်အတွက်က1နဲ့9နဲ့ပေါင်းမှာ1ခွန်ပေါင်းတော့8 xí bà hoa gà tô xí kè nà khá gà tê xí tông tê gà kì nó mưu rô bí lô xin thì bà mạ chen bia bì mà đi chào bao mè đi chào bao nò khôn khôn chào nè bao mè khôn chào bao nò tô tông yên nà khá gà ngà tông ngà tông ngà chen à tí này yè ạ tuyên ှစ်နဲ့လေးနဲ့ပေါင်းမယ်ရှစ်လေးပေါင်းတော့နှစ်နှစ်ကို၃ညနဲ့ပေါင်းမယ်နှစ်၃ညပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ခွန်ကလည်းဒီနှစ်ရက်အတွင်းအဲ့တော့ဒီဘက်က၃ငါးချိန်ဒီဘက်ကနှစ်ခွန်ချိန်နှစ်ခွန်ချိန်ကပါဆင်းပြီလေ၃ညနှစ်နှစ်6ဆိုပြီးတော့ဒီနှစ်တစ်လုံးဆင်းပြီလေ ဒီဘက်က၃၅ချိန်ရပါဆင်းပြီလေ၅၉၃၅ဆိုပြီးတော့သူကအပီးလဲဆင်းတယ်เนาะမျိုးလို့အဲ့ဒါဆိုတော့ဆက်ကြည့်မယ်၃ည၃ညနဲ့၉နဲ့ပေါင်းမယ်၃ညနဲ့၉နဲ့ပေါင်းတော့၉၉၅နဲ့ပေါင်းမယ်၉၅ပေါင်းတော့၄၄ရဲ့နှစ်ခက်က၂၄နှစ်ကဒီနှစ်ရဲ့အတွင်း နှစ်နဲ့၅နဲ့ပေါင်းမယ်နှစ်၅ပေါင်းတော့ခွန်ခွန်ကိုနှစ်နဲ့ပေါင်းမယ်ခွန်နှစ်ပေါင်းတော့9ကိုပါဝါက၄ကိုလေးရလဲဒီနှစ်ရဲ့အတွင်းဒီကိုလေးရဘာဆင်းပြီးလဲ၄ခွန်ကို၅ဆိုပြီးတော့၄ရော၉ရောဆင်းပြီးတယ်ဒီဘက်က၄နှစ်အချင်းကဘာဆင်းပြီးတယ်၄ခွန်၃နှစ်ဆိုပြီးတော့သူကလည်း၄ရော၂ကောဆင်းပြီးတယ် ဲ့လိုဆက်ကြည့်မယ်ခုံးနဲ့ခုံးနဲ့ပေါင်းမယ်ခုံးခုံးပေါင်းတော့၄လေးကိုနှစ်နဲ့ပေါင်းမယ်လေးနှစ်ပေါင်းတော့6 6ပါဝါကအပေါ့ sorry 6နှစ်ခတ်က9 6 9ကဒီနှစ်ရဲ့အတွင်း ွန်နဲ့၄နဲ့ပေါင်းမယ်ခွန်၄ပေါင်းတော့၁တကူ၉နဲ့ပေါင်းမယ်တကူပေါင်းတော့၃ည၃ညပါဝါက၅၃ည၅ကလည်းဒီနှစ်ရက်အတွင်းအဲ့တော့၃ည၅ချိန်ရပါဆင်းပြီးလဲ၃ည၃ဆိုတော့၃ညတလုံးဒီဘက်က၆၉ချိန်ရ၆တိဆိုတော့၆တလုံး ဆက်ကြည့်မယ်။၃ညနဲ့၁နဲ့ပေါင်းမယ်။၃ညနဲ့၁နဲ့ပေါင်းတော့၁၁ကို၁နဲ့ပေါင်းတော့2နိကေနခက၄နိလေးရလဲဟာဒီ၂ရက်အတွင်း၃ ਨੇ ၆ ਨੇ ပေါင်းမယ်၃၆ပေါင်းတော့၉၉ခွန်နဲ့ပေါင်းမယ်၉ခွန်ပေါင်းတော့၆ 6ပါဝါကတ6တိကလည်းဒီနှစ်ရဲ့အတွင်း6တိအချိန်ကဗာဆင်းပြီလေ6ရှိ26ဆိုတော့6တလုံးဒီဘက်က4 2 4အချိန်က4 2 3ညာ4เนาะသူကအပြီးလဲဆင်းတယ်တလုံးလဲထိတယ်အဲ့တော့ဆက်ကြည့်မယ်4ရှိပေါ့မှာ လေးရှိပေါင်းတော့နှစ်နှစ်ကိုလေးနဲ့ပေါင်းမှာနှစ်လေးပေါင်းတော့ချ6နှစ်ခက်က9 6 9ကဒီနှစ်ရက်အတွင်းနှစ်နဲ့6နဲ့ပေါင်းမှာနှစ်6ပေါင်းတော့8 8ကို2နဲ့ပေါင်းမှာ8နှစ်ပေါင်းတော့3ည 3ညပါဝါက5သူကလည်းဒီနှစ်ရက်အတွင်းအဲ့တော့3ည5အချိန်ကဘာဆင်းပြီလဲ20ဆိုတော့3ညတလုံးဆင်းတယ်ဒီဘက်က69အချိန်က6တ6နှစ်ဆိုပြီးတော့6တလုံးဆင်းတယ်အဲ့တော့ဆက်ကြည့်မယ်1နဲ့3နဲ့ပေါင်းမှာ2 3ပေါင်းတော့5 ငါးကိုနှစ်နဲ့ပေါင်းမှာငါးနှစ်ပေါင်းတော့ခွန်ခွန်ရဲ့နှစ်ခတ်သုံးညနှစ်ရက်အတွင်းသုံးညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ကို6နဲ့ပေါင်းတော့သုံးသုံးပါဝါကရှိသုံးရှိကဒီနှစ်ရဲ့အတွင်း သုံးရှိအချင်းရပါဆင်ပြီလေကိုရှိတစ်သုံးဆိုပြီးတော့ရှိကောသုံးကိုဆင်ပြီလေဒီဘက်ကခွန်သုံးညအချင်းရပါဆင်ပြီလေတစ်ခွန်ဆိုတော့ခွန်တလုံးမဆင်နဲ့နော်အဲ့တော့မနှက်ဖန်အတွက်ကိုခွန်ပေါင်းမှာကိုခွန်ပေါင်းတော့6 6ကို3နဲ့ပေါင်းတော့ကိုကိုနှက်ခက်က6မနှက်ဖန် နှစ်နဲ့တင်းနဲ့ပေါင်းတော့သုံးဟူကိုးနဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နော်နှစ်ဖန်ဒီမှာ तू ကနှစ်ရက်အတွင်းဆိုတော့ဒီမှာတစ်ရက်ရှိထားတဲ့အတွက်မနှစ်ဖန်အတွက်နော်အဲ့တော့မနှစ်ဖန်အတွက်မှာ ုကြောင့်မှပြန်တည့်ပေးမယ်မျိုးလို့မလို့မလက်တည်နော်ကီရဆိုရင်83ကီဖြစ်ပါတယ်ဒါမျိုးလို့ရှိမှရရှိထားတဲ့ကဏ္ဍရှိရင်လည်း U3 နော်ဒီမှာမနေ့ကလည်းပြောပါတယ်အဲ့လိုမျိုး U3 မှာကိုကြိုက်တဲ့ဥပမာကဏ္ဍကိုရှိမှာကဏ္ဍဝန်းကျင်နှလုံးရှိမှာဟေ့ဆိုနှလုံးနဲ့ဒါနဲ့ကတ်ပါနော်ဒါမှမဟုတ်ရင်ကျွန်မတွေးပြီးထားတဲ့အထဲတွေက ထိုးခြင်းနဲ့အမျိုးတွေရှိရင်လည်းထိုးပတိပတ်နိုင်တဲ့အမျိုးတွေရှိရင်လည်းပတိကိုပတ်ပါကျမကတော့အကောင်းဆုံးရှာဖွေပေးထားခြင်းဖြစ်ပါတယ်နော်ပတိရရှိတဲ့ပတိအဲ့ဒါဆိုတော့ကျမတွဲပြီးမယ်နော်ဟိုဘက်နဲ့ဒီဘက်နဲ့တွဲပြီးမယ်ရှင်းနေဆိုတော့ရှင်းနှစ်ရှင်းခွန်ရှင်းကို ရှိချတိနေဆိုတော့တိနှိတိခွန်တိကူတိချဒါမိန်ကွက်ဖြစ်ပါတယ်ပြီးတော့အာထိုးပါပြီးရင်နောက်ထပ်အောက်ကကဏ္ဍလေးတွေထပ်ထည့်ပေးဦးမယ်နော် သုံးနဲ့ဆိုတော့3ခွန်39နော်ဒီလိုကတ်တာသုံးနဲ့ဆိုတော့3နှစ်ကထွက်ပြီးသား3ခွန်39 36ကထွက်ပြီးသားเนาะအဲ့တော့3နဲ့ဆိုတော့3039အဲ့ဒါဆိုတော့ဒီလိုဆိုတော့09ပြီးတော့06เนาะ အဲ့ဒါပြီးလို့ရှင်နောက်တစ်ခါဒီလိုမျိုးလေသူကအပီးစင်တတ်တယ်နော်အပီးစင်တတ်တဲ့အတွက်အမျိုးလိုအနေနဲ့နည်းနည်းရန်ကျင်မဲ့ဟိဆိုရင်ဒါကတော့ရန်ထို့နော်3တိ30ဒီမှာ3ညမပါဘူးနော်မပါပေမဲ့လက်တော့ဆိုင်မှာ3ညဒီတဲ့တွေ့ထားလို့နော်ဒီတစ်ခွက်ကိုထည့်ပေးတာအမျိုးလိုညာရှိတယ်လို့ယူတော့နော် အဲ့ဒါဆိုတော့ဒီဘောကဒါမိန်ဒါယံပြီးရင်အာထုယံကွက်ကိုလည်းအာထုမိကွက်ကိုလည်းအာထုမအားပဲနေရတော့မထိုးနိုင်မျိုးလို့ကြီးတဲ့ဆိုတာမျိုးကဒါကံကောင်းလို့ရတယ်လို့ပြောရမှာနော်ဒါဆိုရင်ဒါအာထုခိုင်းတာနော်ဒီမှာသူ့ဟာသူ2-3လို့ထွက်တယ်ဟောညနေပိုင်းမှာလည်းဟမ6-3လို့ထွက်တာဒါအာတော့ထိုး ဒီလိုတဲ့ဆိုတာမျိုးကဒါကံကောင်းလို့ထွက်တာလို့ပဲပြောရမှာပေါ့နော်အာထုမျိုးလို့ဒီနေ့တကွက်ကိုကျမလည်းအာထုတယ်နော်ကျမလည်းဒီနေ့မှာတော့မနက်ကောညာကိုရတာဒါမျိုးလိုတွေလည်းရပါတယ်နော်အဲ့တော့ဒီကဏ္ဍကြီးကကျမတို့ကအလွယ်တကူပြေးတာမဟုတ်ပါဘူးနော်ဒါကျမထိုးမဲ့ကဏ္ဍကြီးကိုဒါအမျိုးလိုချပေးရခြင်းဖြစ်တယ်နော်ကျမကိုယ်တိုင်လည်းထိုးပါတယ် အဲ့တော့ကျမရတယ်လို့အမျိုးတို့လည်းရသေးခြင်းနဲ့နော်အဲ့ဒါကြောင့်မို့လို့ကျမအကောင်းဆုံးရှာဖွေပြီးတော့ပေးထားခြင်းဖြစ်ပါတယ်မျိုးတို့နော်အဲ့ဒါဆိုရင်မနဖန်25ရဲ့အင်္ဂါမနေ့ညမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေနော်